ထိုင်းနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံရတဲ့မြန်မာနိုင်ငံသား48ဦးအမျိုးသား33ဦးနဲ့အမျိုးသမီး14ဦးကိုနိုဝင်ဘာလ9ရက်နေ့မနက်မှာရနောင်းအကောက်ခွန်စစ်ကံတရားကနေတဆက်မြန်မာနိုင်ငံကော့တောင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ရနောင်းခရိုင်လွှဲမှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။သူတို့ကို ပြန်လည်ပို့ဆောင်ရမှာ ရနောင်းခရိုင်လွေမှုကြီးကြပ်ရေးမှုရနောင်းခရိုင်ဆိုင်ရာမြမအလုတ်သမားတန်အရာရှိနှင့်နိုင်ငံခြားသားအလုတ်သမားများပြည်내ပို့ဆောင်ရေးကော်မတီအဖွဲ့ဝင်ကိုဦးတို့ကတက်သေးခန့်အဖြစ်ဆောင်ရွက်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလည်းထိုင်းနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့မြမနိုင်ငံသား60ဦးကိုရနောင်းအကောက်ခွန်စစ်ကန်တရားကနေတဆက်မြမနိုင်ငံကိုတောင်းဘက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ ရနောင်းခန့်လွင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်တွေအရဒီနှစ်နိုဝင်ဘာလ9ရက်နေ့အထိရနောင်းကနေမြန်မာဘက်ကော့တောင်းဘက်ကိုနေရပြန်ပို့ခံခဲ့ရတဲ့မြန်မာနိုင်ငံသား1800ကျော်ရှိနေပါတယ်။